မင်္ဂလာပါရှင်ဆယ်လီဇုံပိတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်လူမတိတူမတိဆိုင်လန်တွဲရင်လက်ကုံကနေရောက်မှရှိတူတွေဖြစ်ကြောင်းဖွက်ချပြလာတဲ့မင်ဒါအေဂျင့်မောင်နဲ့မင်းသမီးမဟေကိုဒီနေ့တွင်မှာတော့မြန်မာရုပ်ရှင်လောကရဲ့မင်ဒါမင်းသမီးတွေအရှိအကန်စားဖွဲ့စုံနှစ်လို့ဆိုရမှာပါဗိတာကြီးရေတကယ်နဲ့အပိလာခဲရတဲ့ဝိုင်းတရုတ်ဆောင်မင်းသမီးတွေကလည်းရှိရတူတွေနဲ့အတူတူအတီးတီးလက်ထပ်ထိမ်းမြန်းပြီးကြပါပြီ အခုမှတော့ပြည်ကြတဲ့ဘယ်သူမှမထင်ထားတဲ့ကိစ္စအင်တာနက်ပေါ်မှာပြန်လာလို့လာခဲ့တာပါအဲ့ဒီအကြောင်းအရာလေးကတော့မြန်မာနိုင်ငံရဲ့အနာမကြီးကောင်းဆောင်မင်းသားတို့ဖြစ်တဲ့မင်းသားချော့အေဂျင့်မောင်နဲ့ဝိုင်းရင်မင်းသမီးကြီးမိုးဟေကိုတို့ရဲ့ရက်ကွင်းနောက်ကအရှိရေးအရှိရာကိစ္စဖြစ်လို့နေပါတယ်ဒီတဲ့တင်းကြောင့်မင်းသားအေဂျင့်မောင်ကိုအသေးဆွဲအားပေးနေတဲ့ပြပြမီတွေလည်းအခုချိန်မှတော့အသေးတွေဟက်တက်ကွဲလွန်နေပါပြီမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးတဲ့အလားဆုံးလို့တမတ်ခံထားရတဲ့မင်းသမီးကြီးမိုးဟေကိုနဲ့မင်းသားချော့လေးအေဂျင့်မောင်တို့နှစ်ယောက်က အခုလိုအရှိရင်နဲ့ပတ်သက်တဲ့တည်တင်းထွက်ပေါ်လာခဲ့တာကြောင့်ဗိတ္တတွေကတကယ်ကိုအာအာတင်တော့ခက်ကြရတာပါလက်ရှိအနေထားနဲ့ပြောရရင်တော့မင်းသမီးမိုးဟေကိုအနေနဲ့ဘလောက်ပဲအစ်စ်တွေကြီးပြီးအရွယ်တွေရင့်လာပါစေသူမရဲ့စိတ်တွေရှိပြီးတင်ငင်တဲ့အလှတရားကလည်းပရိသတ်တွေရဲ့စိတ်ကိုဆွဲဆောင်နိုင်ဆဲပါပဲသူမရဲ့ဆူချတဲ့အကြည့်တချင်းနဲ့တင်ရင်တွေခုံလုံးလုံးပြားများခဲရတဲ့မင်းသားတွေလည်းများပြားပါပဲနောက်ပြီးတရုတ်ဆောင်လောကမှာရော မော်ဒယ်လောကမှာပါအေရှင်းရှိပြီးဝမ်းစာပြည့်တဲ့မင်းသမီးကြီးတလဲဖြစ်တာကြောင့် ုလက်ရှိအချိန်အထိဒီမကိုရှစ်ခင်အားပေးနေကြတဲ့ပိတ်တ်တွေကလည်းတနိုင်ကန်လို့အတိုင်းတာပါပဲမင်းမီမူခေကိုကလည်းဒီမရဲ့အနုပညာလောကမှာရှိသူရည်စားရှုပ်ရှင်းနေလည်းမရှိတဲ့အပြင်နာမည်ပစ္စည်းဆိုတာလည်းလုံးဝမရှိခဲ့တာကြောင့်တသက်စမင်းမီတွေအတွက်တော့ဆံပြမျိုးသမီးကောင်းတယောက်ဖြစ်လို့နေပါတယ်ဒီလိုမျိုးအိန္ဒိယတိတ်ခါပြင်းနဲ့ပြည်တည်ရှိလာတဲ့မင်းမီမူခေကိုကတော့အခုချိန်မှာအရှိတနဲ့တွင်းနေပြီးတော့တည်င်းတွေထွက်လာခဲ့ပါတယ်။ဓမ္မရဲ့လက်တွဲဖော်ကတော့တခြားသူမဟုတ်ပဲ ပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်ဖြစ်တဲ့မင်ဒါအေချမ်းမောင်ပါမင်းမီမူဟွေကိုထက်စာရင်အေချမ်းမောင်ကအစ်င့ငယ်တာကြောင့်မယောက်သားတွဲလိုက်ရင်မမနဲ့အမောင်လေးအတွဲလို့ရှိဖို့ကောင်းနေတာပါမမနဲ့အမောင်လေးအတွဲကလည်းတကယ်ကိုမှလိုက်ဖက်ညီတယ်လို့ခံစားနေရတာကတော့အမှန်ပါပဲအေချမ်းမောင်ကလည်းအနည်းပညာလောကထဲမှာခက်သူတယောက်တော့မဟုတ်လာပါဘူးကြက်ရဇာယုတ်တိုင်းကိုအသက်ဝင်စားတရုပ်ဆောင်နိုင်တဲ့တရုပ်ဆောင်စွမ်းရည်တွေပြိုဝနေတာကြောင့်အပိယဂျိုနတ်တဲ့မင်ဒါတလက်လို့ဆိုရမှာပါထပ်ပေါင်းပြောရမယ်ဆိုရင်တော့ မင်းသားရဲ့တင်ငိန်ပြီးအကြာဆာနဲ့မျက်နှာကြောတွေနဲ့တောက်တင်းပြီးခမမိုက်ဘော်ဒီအရှိုးစားတွေကြောင့်မြမပြည်ကမင်းကလေးတွေရဲ့အသေးကိုဖန်ဆားနိုင်သူဖြစ်လို့နေတာပါအခုဆိုရင်တော့မင်းသားချောအေဂျင့်မောင်နဲ့မင်းသမီးမခွေကိုတို့နှစ်ယောက်အတူတူလဝဲယဒနာဆိုင်ထိမ့်မပွဲကြီးတစ်ခုကိုတက်ရောက်ခဲ့ကြတာပါအဲ့ဒီပွဲလေးမှာတော့ဒီတို့နှစ်ယောက်ရလိုက်ဖက်လှတဲ့ပုံရည်လေးတွေနဲ့အတူရှစ်စရာကောင်းတဲ့အမှုရာလေးတွေကိုပါအလုံးတွေ့မြင်ကြရမှာပါနောက်ပြီးအေးချမ်းမောင်ကိုလိမ့်မလုံးတဲ့အကောင်လေးထဲမှာပါကြောင့် လုတ်ကိုလက်တဆိုင်မမက်ကြိုးစားပြီးတော်လုံးတာကြောင့်အခုလိုနေရာတစ်ခုကိုရောက်လာခဲ့တာဖြစ်ကြောင်းသူမဘက်ကနေအကြီးငယ်မခွဲပဲလိလာတင်ယူစရာတွေရှိတာအကုန်တင်ပေးမှဖြစ်ကြောင်းမမမူဟိတ်ကိုကရှိကျူးစကားတွေပြောဆို ခဲ့တာပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ္တကြီးတွေကရောအခုတင်ဆက်ပေးသွားခဲ့တဲ့မမနဲ့မောင်လေးအတွက်ကိုဘလို့မြင်မိလဲဆိုတာပြောပြသားကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် thank you